အခုတင်ဆက်ပေးမှာကတော့ဟင်းဝီရံနဲ့တရားဝင်လက်ထပ်ပွဲမကျင်းပရသေးတဲ့အတွက်အပြိုစင်ဘွားကိုထိန်းသိမ်းထားစေဆိုရဲစုပြည့်သစင်မှာမင်းသမီးစုပြည့်သစင်ကတော့သူတို့သားလောင်ဟင်းဝီရံနဲ့တရားဝင်စစ်သက်ကြောင်းလမ်းပွဲကျင်းပပြုလုပ်ပြီးပြီမြဲလက်ထပ်ပွဲတွေမကျင်းပရသေးတဲ့အတွက်သူမရဲ့အုတ်ထိန်သူမိဘရင်းနဲ့သာအတူနေထိုင်နေစေဖြစ်ပါတယ် priority သွားရောက်ရိုက်ခရတဲ့ချိန်မှာလည်းတရားဝင်မင်္ဂလာဆောင်ရသေးတာမဟုတ်တဲ့အတွက်တိုင်းတစ်ပါးကိုသွားရောက်ရမှာစုပြည့်မိခင်ကအုတ်ထိန်သူနေနေလိုက်ပါခဲ့ခြင်းဖြစ်ကြောင်း ဆိုပြေကဖြေချသွားခဲ့တာပါ ပရီဝဒင်အတွက်ကိုအမေကအုတ်ထိန်သူနေနဲ့လိုက်ပေးခဲ့ရတယ်ဆိုတော့ဆိုပြေသစဉ်ငယ်စဉ်တွဲလေးကတော့နှစ်ယောက်တပွားထူထောင်တော့မယ့်အချိန်လေးအတွက်အမတ်တရားပရီဝဒင်ပုံလေးတွေကိုတရုတ်ပြည်ထိသွားရောက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်ဆိုပြေသစဉ်မိမိကတော့သူမရဲ့သမီးလေးအနာမြဲလို့လို့အရေးတကြီးကြီးလိုက်ဆောင်ရှောက်တတ်တာဖြစ်ပြီးတော့ဆိုပြေရဲ့အုတ်ထိန်သူအဖြစ်လိုက်ပါပေးရလို့လဲဆိုထားပါသေးတယ်စီကံကြည့်ပြီးတော့မိမိအကျိတ်လိုလိုက်ပါနေရဖြစ်လို့လမ်းမထက်ခင်ဒီအပြုတ်စင်ဘွားလေးကို ထိမ့်သိမ့်ထားနိုင်တာလည်းကုန်တစ်ခုပါပဲเนาะရှင်နေ့လိုခကြီးတဲ့မှာဆိုဖီရဲ့အပြုတ်စင်ဘွားကိုတမိုးထားထိမ့်သိမ့်တဲ့စိတ်မျိုးကတော့တကယ့်ကိုအဖို့တန်ရှားပါနေခဲ့ပါပြီအမျိုးသမီးလေးတွေအနေနဲ့ဆိုဖီရဲ့ဒီလိုစိတ်ထားလေးကိုအတူတူကြားမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်เนาะအခုဆက်လက်တင်ဆက်ပေးမှာကတော့လျှို့ဝှက်စမ်းကြယ်မှုများစွာနဲ့ရှင်တထိတ်ချင်းကြည့်ရှုရမယ်ရင်းဇလန်တွေရဲ့ပရီးမီယာရှိုးပဲခန်းနာကျင်းပါတယ်ဆိုတဲ့သတင်းလေးပါ လေဝံစံကျဲမှုများစွာနဲ့ရင်းတထိတ်ထိတ်ကြည့်ရှုရမယ့်ရင်းစလန်တွေရဲ့ပရီးမီယံရှိုးပွဲခန်းနာကိုနံနက်ပိုင်းကရန်ကုန်မြို့မင်္ဂလာစင်ကြီးမှာကံတော်ကြီးမှကျင်းပခဲ့ပါတယ်။ကျွန်တော်ကရင်းဆိုတဲ့ဇလန်တွေမှာအာမန်ကာရက်တာနေရာကနေပါဝင်ထားပါတယ်။ကျွန်တော်ရိုက်ကူးခဲ့တဲ့မြတ်ကာရက်တာတွေမှာတော်တော်လေးကိုစိုးထားပါတယ်။ပရိသတ်မုံမယ်လို့လည်းထင်ပါတယ်။ပါဝင်သူတယောက်ဆောင်နေအကုန်လုံးဆောင်ကြပြီးမင်းတယောက်နဲ့မှမတည့်ပါဘူး။ဒါရိုက်တာကိုမေးတယ်ကျွန်တော်ကတည့်တဲ့သူမပါဘူးလားဆိုတော့ ဘသူနဲ့မှမတည့်ရဘူးလေလीကျွန်တော်ကဗန်ကာရီတာမရိုက်ဘူးတော့အပြင်မှာမပြီးပြင်မှာလဲစိုးပါတယ်အစိုးစုံစုံကတော့စိုးထားပါတယ်အစိုးစုံစုံကတော့စိုးထားတယ်ပညာပိစလန်ဖြစ်တဲ့အတွက်ပရိသတ်တွေကြည့်ပြီးပညာရမှာပါကျွန်တော်ကိုလူမုန်းချမှာမို့ချွတောင်းမှာမှာလို့တယောက်ဆောင်မောကွန်းတကပြောပါတယ်စိုးပါခန်းနာမှာတော့ရင်းဇက်လန်တွေဇဝင်တီကိုတိဆူထားသူတေးတန်ရှင်လမ်းလီပြေကတေးတချင်းနေနဲ့ ဒီဆိုဖျော်ဖြေခဲ့ပြီးရနာပါဝင်တောင်းဆောင်ထားတဲ့အနုပညာရှင်တွေကိုမိတ်ဆက်ပေးခဲ့ကြပါတယ်။ဒီဇလန်တွေကိုဇလန်ဆန်ညုံမောင်သက်စာနဲ့ရှင်နိုင်ထွန်းဒါရိုက်တာရင်းရင်သက်စာကရဲ့ကူပြီးတောင်းဆောင်နေဖြစ်တဲ့မင်းဘုံမြန်မင်းတော်ဝင်းကျော်စင်မင်းမြန်ကျော်စင်ထော်မော်ကွန်သက်ထူးမြတ်ပိုင်ဆက်ထူးသက်အယ်ဘတ်ပိုင်စုထက်ထက်ကျော်အောမြတ်ခင်မေခွန်အားမေရီမောင်စော်ဝင်းမောင်ဆက်ထူးသက်လင်းမြန်ရုံဝတီလာ ATU IV မေ ဘုံခံလင်းနဲ့အခြားသရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။မပိုင်းစံတွေပါဝင်တဲ့ creamine, dermon, subsin, ဆလန်တွဲရဲ့ပုံစံလေးဖြစ်တဲ့အရင်ဆိုတဲ့ဇလန်တွဲကို ပြီးခဲ့တဲ့အောက်တိုဘာ25ရက်နေ့ကလေးကစနေနေ့တနင်္လာနေ့တိုင်းနနက်9:00နာရီမှာ Heyplay application နဲ့ Heyplay YouTube channel ကနေပြသနေသလို Fortune TV ရုပ်သံလိုင်းမှာစနေနေ့တနင်္လာနေ့အပတ်စဉ်ည8:00နာရီတိုင်းမှာထုတ်လွှင့်ပြသလည်းရှိပါရဲ့ရှင်။ ပရိသတ်ကြီးတွေများကိုတင်ဆက်ပေးလိုက်ပါတယ်နော်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့တထေးကြီးစေတီဟာနဲ့ပတ်သက်ရင်သူမလုံးဝစိတ်ပူစရာမလိုတဲ့အချက်ကိုမင်းသမီးနန္ဒာလိုင်းကပြောပြလာခဲ့တာပါတထေးကြီးဦးစေတီဟာကတော့လွန်ချမ်းသာသူဖြစ်ပေမယ့်အိမ်တော်ကြီးဖောက်ပြန်မှာလုံးဝပူစရာမလိုဘူးလို့မင်းသမီးနန္ဒာလိုင်းကပြောလာခဲ့တာပါအကြောင်းကတော့သူမကနာမည်ကြီးမင်းသမီးဖြစ်တဲ့အတွက်တထေးကြီးစီတီအနေနဲ့ဖောက်ပြန်ရင်သူမရှိကိုတမ်းပြီးတရင်သိရှိနိုင်ကြောင်းလည်း ပြည်သက်တွေကိုစောင့်ကြည့်ခိုင်းတာတဲ့ဆိုတာနောက်နောက်ပြပြန်ပြောဆိုသွားခဲ့တာပါတကယ်တော့တထေးကြီးစီဒီဟာကအမိသားစုကိုရောမင်းမီနန်တာလိုင်းကိုရောလွန်စွာချစ်ခင်တန်ဖိုးထားတဲ့ခင်မုန်းကောင်းတယောက်ဖြစ်တဲ့အတွက်ဒီလိုကိစ္စတွေနဲ့ပတ်သက်လုံးဝကိုပူစရာမလိုတာပဲဖြစ်ပါတယ်ပြည်သက်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့3ရက်17လ2025ရက်မှဆက်ပြီးတော့ Hey Play application နဲ့ Hey Play YouTube channel နဲ့ MRT 4မှာစတင်ပြသပေးသွားတော့မယ် တူတူလေးချစ်မယ်ရုပ်သံဇာတ်လမ်းတွေအကြောင်းလေးကိုပြောပြချင်ပါတယ်။ဘဝမှာပျော်ရွှင်မှုကိုခံစားဖို့မင်းနေတူတူနဲ့ပျော်ပျော်နေတတ်ပြီးကူညီတတ်သူကောင်းမလေးတို့ထင်မှတ်မထားပဲဆုံးတွေ့ကြတဲ့အခါရေခဲပြင်ကြီးရဲ့နှလုံးသားတွေအရေးပြောကြလာမှလားစစ်စစ်မြတ်တာကအရာရာကိုကူစားသွားနိုင်မှလားဇာတ်လမ်းဒီဒီထအောင်စညွန်ထက်မြက်နိုင်စေဒီဒီထအောင်ဒါရိုက်တာဖွင့်သိမ်ကြီးစောပိုင်တကွန်ညီနန္ဒရဲလွင်ဦးစီသူရဲထော်အောင်ဘုံထော်လီလီကျော်ခိုင် အရှဝရကူမာအမရာဘုံခင်တော်ရာဆန်နဲ့တယောက်ဆောင်များစွာပါဝင်ထားပါတယ်တူတူလေးချစ်မင်းဇလန်းတွဲကိုတော့3ရက်17လ2025တနက်လာနေ့မှစပြီးတောက်ကြနေသည့် Hey Play Application Hey Play YouTube Channel နဲ့ MRT Forum မှာထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်ပရိသတ်ကြီးတို့ရော သုံးဝင်ဆိုင်ချစ်ဇလန်းလေးဖြစ်တဲ့ Romance Drama တူတူလေးချစ်မင်းရုပ်သံဇလန်းတွဲကို ရင်ခုန်ဆောင်မြန်နေကြပြီလားကုမန်လေးမှရေးသွားပေးပါအောင်နော်ပရိသတ်ကြီးတို့များဝတင်ဆက်ပေးလိုက်ပါရရှင်အခုတင်ဆက်ပေးမှာကတော့စကားများရင်ဖြစ်ထားတဲ့ရမဆုံးမသွားတဲ့ချစ်သူဖြစ်သူအီတီနိုကိုနောက်တာများစွာနဲ့နှုတ်ဆက်နေရကြောင်းပြောလာတဲ့အဆူရောအီတီနိုရဲ့ချစ်သူပါအီဒီယက်ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာရီမော့တခြင်းကိုသိဆိုနေလဲချတည်ဆုံးသွားတဲ့အဆူရောအီတီနိုကသူရှိုးပွဲဆိုနေတဲ့ချင်းချစ်သူကောင်မလေးကိုရှိုးပွဲမှာရှိနေတခြားသူတွေနဲ့တဝင်တုံမိတာမို့ စိတ်မချကြောင်ပြောရင်ချစ်သူမင်းကလေးကိုချစ်သူမင်းကလေးကဒါဆိုရှိုးပွဲကိုမလာတော့ကြောင်ပြောရင်စကားဆက်များခဲ့ကြပြီးသူ့ကိုလည်းမုန်းတယ်ဆိုတဲ့စကားပြောခဲ့မိလမ်းခွဲမယ်လို့ပြောခဲ့မိပါတယ်ရှိုးပွဲမဆိုခင်ရက်မှာချစ်သူမင်းကလေးကပြန်ချော့ပြီးမယ်သူ့ကိုမုန်းတယ်လို့ပြောထားလို့ဆိုပြီးထက်ကစကားများတာကြောင့်နောက်ရက်တွေကြာအလိုလိုပြန်အဆင်ပြေမှာပဲဆိုပြီးဒီတိုင်းပဲထားလိုက်ကရုံးကိုသွားခဲ့ကြရုံးကပြောင်းချိန်မှာတော့တင်ငယ်ချင်းတွေကဖုန်းဆက်ပြီးအေဒီနိုဆုံးသွားတဲ့အကြောင်းလမ်းအသိပေးချိန်မှာတော့ နောင်တရည်နဲ့ဖြည့်စင်များဖြစ်ခဲ့ရကြောင်းပြောလာပါတယ်။ကိုကိုရန်ချစ်တာ baby သိပါတယ်။ရန်ဖြစ်ပြီးတိုင်း၃ရက်လောက်ဆိုစိတ်ပြေပြီးအရင်ထက်ပိုချစ်ခဲ့ကြရလေ။အခုကျတော့စိတ်ကောင်းမပြေခင်မှာပဲထာဝရနှုတ်ဆက်သွားပြီ။ကိုကိုနောက်ဆုံးအနေနဲ့ baby ကိုချစ်တယ်လို့ပြန်မပြောခဲ့ရလို့ဝမ်းနေနေမှာလား။ဒါမှမဟုတ်အနောက်ဘက်ကင်းကင်းနဲ့သွားဖို့တည်ရောစင်ဖြတ်သွားနိုင်မှာလား။ baby ကတော့အိမ်ညာကမရစ်ခဲ့ရင်မဖြစ်ခင်ကောင်းမယ်ဆိုတဲ့တသက်လုံးနောင်တရည်နဲ့ကြံ့ရင်ခဲ့ပါပြီလို့အီတူနူရဲ့ချစ်သူကပြောခဲ့တာတွေ့ရပါတယ်။ အဒီနိုမဆုံးခင်ရကသူမတော်နှစ်ဦးရဲ့ပြောစကားချုပ်မှာလဲမသိခင်ဆိုတဲ့အသုံးနှုန်းနဲ့တခြားနမိတ်ပြစကားလုံးတွေကိုသုံးခဲ့မိတာရှိပါတယ်။အဒီနိုကဒီရှိုးမှာဆိုးဖို့စိတ်လီနေတယ်လို့မဆိုခြင်းကြောင့်ပြောခဲ့တာတွေ့ရပြီးသူမကမသိခင်လှုပ်ချင်တာတွေလှုပ်ခင်ရအောင်မို့ဆိုလိုက်ဖို့ပြောခဲ့တာမျိုးအခုမှပြန်သိရပြီးသူမအနေနဲ့နမိတ်စကားဆိုတာတကယ်ရှိတာဖြစ်ကြောင်းပြောခဲ့ပါတယ်။အစိုးရအဒီနိုရဲ့နှစ်သိမ့်ဆုတောင်းအစီအစဉ်ကိုညနေအောက်တိုဘာလ29ရက်နေ့ညနေကပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်သက်ကြီးတွဲများဝတ်တင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာတော့ LGBT ဘဝနဲ့ပြည်သက်အားပေးမှုကို အခိုင်အမာရရှိထားတဲ့မင်းသမီး၃ဦးပါခိုင်နှင်းဝေမြန်မာနိုင်ငံမှာသာထွေစားလို့လူသိများတဲ့မင်းသမီးကြီးခိုင်နှင်းဝေကဆိုရင်လေမိမချင်းသာချစ်ကြိုက်တဲ့ LGBT တဦးဖြစ်ပါတယ်ချစ်သူရဲ့နာမည်ကတော့ဇင်မြင့်အောင်လို့သိရပြီးမိုးကုတ်ကချစ်ရတဲ့တဦးလို့သိရပါတယ်ခိုင်နှင်းဝေကလည်းဒီလိုမှအစားချစ်သူလေးနဲ့သူ့ရဲ့ relationship ကိုပေါ်ပေါ်တင်တင်ပဲခြားပြထားပြီး ရန်ပန်ကမှအကျူးပို့စလီတွေတင်တတ်ပါတယ်။တွန်ပွိုင်းစင်မြောင်ကဘက်ကတော့သူ့ရဲ့အကောင့်တစ်ခုလုံးကိုခိုင်နှုံးဝင်အတွက်ပဲဖွင့်ထားသလားထင်ရလောက်ဆက်တိုက်ကျူးနေပြီးသူ့ရဲ့ relationship ကတော့နှစ်သက်တမ်းများစွာရှိနေပြီလို့သိရပါတယ်။တထထွန်းတထထွန်းအဆိုရင်လည်း LGBT ချစ်သူမျိုးသမီးတူဖြစ်ပါတယ်။တထထွန်းကဘိုင်းဆစ်ရယ်စိတ်ရှိသူယောက်ျားအမိမပါသဘောကျသူတစ်ယောက်ဖြစ်ပြီးအနုပညာတက်တန်းတခြားမှာဆိုရင်တွဲနေပါပြီလို့ official ချပြဘူးတဲ့မင်းကလေးချစ်သူတွေရှိခဲ့ဘူးပါတယ်လက်ရှိမှာတော့ တထထွန်းကသူ့ထက်အရပူရရကြဆစစ်တယောက်နဲ့တွဲနေတယ်လို့သိရပါဗျ။ main clip တွေကိုပါသဘောကျတတဲ့တထထွန်းတယောက်ဒီလူနဲ့ဘလောက်မြဲမလဲလို့ပရိသတ်တွေကစောင့်ကြည့်နေကြပါဗျ။ဆိုမြတ်သူစာဆိုမြတ်သူစာဆိုရင်လည်းမိမချင်းချစ်ကြိုက်နေတဲ့ LGBT မျိုးသမီးတူဖြစ်ပါဗျ။အသက်50ကျော်ဆိုမြတ်သူစာကသူ့ထက်အသက်များကြီးငယ်တဲ့ main clip တုံးပွိုင်းတဦးတဲ့ကိုပဲဆွဆွမြဲမြဲချစ်ခဲ့ပြီးလက်ရှိတွဲနေကြတော့လို့သိရပါဗျ။အဲ့ main clip ရဲ့နာမည်ကတော့ပိုင်စိုးစံလို့သိရပြီး လက်ရှိမှာတော့ transman တယောက်အနေနဲ့အမှုပညာလုပ်တွေကိုလုပ်ကင်နေပါဗျ။ဆိုမြတ်သူစာကွေးနေတာကိုတော့လူတိုင်းနှိပါသိကြပါရယ်။ဒါကြောင့်ဆိုမြတ်သူစာအနေနဲ့ဒီလိုတန်60ကျော်တဲ့ဒီ transman တယောက်နဲ့မခွဲနိုင်မခွာရဖြစ်နေတာကဘာရမြန်ကောင်းလဲလို့စဉ်းစားစရာဖြစ်နေပါဗျ။ပြိသက်ကြီးတို့ရောဘယ်လိုထင်ကြလဲနော်။ညဝေတင်ဆက်ပေးလိုက်ပါရရှင်။အခုတော့လူပြည်နာကလေးကိုအချိန်ရတဲ့ဒီကြီးရှုနားဆင်ဖို့ကျမတို့ရဲ့ဆယ်လီမမ YouTube channel လေးကိုလည်း like နဲ့ subscribe လုပ်ပြီးအားပေးကြပါအောင်နော်။ အဆုံးထိရှိပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။